တော့ဒီမှာပေါ့နော်ဒီဘက်ထရီနဲ့မီးခေါ်တာနော်ဘက်ထရီနဲ့မီးခေါ်တာဘာလို့ခေါ်ရလဲဒိုင်နမိုတွေနောက်တစ်ခုကကြတော့အဲဘယ်လိုပြောရမလဲ ဣဇရာကွိုင်းအလုံးမလုံးတယ်နော်ဣဇရာကွိုင်းအလုံးမလုံးတယ်နောက်တစ်ခါကျတော့ကွိုင်းအစ်ပြန်ပတ်ထားတာအစ်ဖက်ပတ်ပတ်ကွိုင်းအဟောင်းမဲပြန်တုံးပြီးပတ်ပတ်ဖြုတ်ပြီးပြန်ပတ်ပြီးဆိုရင်မိခေါ်ရတာအဓိကဒီနှစ်ချက်ကြောင့်ခေါ်တာဣဇရာကွိုင်းအလုံးမလုံးတာရှော့ရှိနေရလဲဖြစ်နိုင်တယ်လို့ပြန်နေရလဲဖြစ်နိုင်တယ်လीနော်နောက်တစ်ခါကျတော့ဒီတိုင်းအောင်မကောင်းတာပေါ့နော်ဒါကတော့ချင်းချက်လေးပေါ့ ဒါကြောင့်မကောင်းတော့မိခေါ်ရတာဒါတူပိုင်းပေါ့ပို့ပိုင်းပေါ့အဲ့တော့ quality နေပြန်ပတ်ပြီးရင်ဒါနဲ့မိုးရိုးဒီတိုင်းအကုန်လုံးတက်ပြီးပေါ့နော်တက်ပြီးလို့ဆက်လက်အားပေးတော့မယ်ဆိုရင်မိထွက်လာဆိုရင်ထွက်ဘူးနော်ဘာလို့လဲဆိုတော့ quality နဲ့မှမိမရှိဘူးပြောရရင် quality နဲ့မှမိမရှိဘူးဘယ်ထက်မှမရှိရလဲဆို quality နဲ့မှမိမရှိရမတုံးနာကြတဲ့ဒိုင်နမိုတွေမှာလည်းအဲ့လိုမျိုး quality နဲ့မိတွေကမရှိတော့ဘူးပေါ့နော်ပြောရရင် electron တွေမရှိတော့ဘူးပေါ့ quality နဲ့ အဲ့တော့မရှိတော့တဲ့အခါကျရင်ဒီလိုဘက်ထရီနဲ့မီးခေါ်ရဒီဘက်ထရီနဲ့ခေါ်တာမဟုတ်ဘူးစိုင်ကယ်ဘက်ထရီအိုးเนาะဆက်နေဖို့အဲစိုင်ကယ်ဘက်ထရီအိုးလေးနေပဲဖြစ်ဖြစ်တချို့အမ်ပီယာကြီးတဲ့အိုးတွေပဲဖြစ်ဖြစ်ပေါ့เนาะအရင်ဆုံးစိုင်ကယ်ဘက်ထရီအိုးကိုပြောမယ်เนาะဒါကိုယ့်ဟာနဲ့ကိုယ်ကကိုယ်တိုင်နမွေးကင်တော့မှဆိုလဲတွားဝယ်ထားเนาะဈေးဘယ်လောက်မှမရှိဘူးအညံ့သားလေးတွေရှိတယ်เนาะ၂တောင်ဝယ်တောင်းတန်လေးရှိတယ်အဲ့တော့ပြီးရင်ဒီဘက်ထရီကိုကင်တော့မယ်ဆိုရင်ဘက်ထရီကိုအနည်းဆုံး၅ပဲဝါယာစားကို၅ပဲ ါမှမဟုတ်ရင်နှစ်ပေပေါ့အဲ့လောက်ကတော့ရှည်ရမှာဒီเนาะဒါဆန်ကယ်ဘက်ထရီအိုးပဲရှိသေးရယ်เนาะဟို100အိုးကြီးတွေ200 200 ampere အိုးကြီးဆိုတော့ငါးပေတော့ခွာဟိုတော်တော်ကြီးနေတော့တော့မလုံးနဲ့ဘာလို့လဲဆိုတော့ကျွန်တော်တို့ကဒီဘက်ထရီမှာဒီမှာဂျိုးစားနှစ်ဆထုတ်လိုက်မယ်ဂျိုးဝိုင်ယာစားနှစ်ဆတွဲလိုက်ပြီတွဲပြီးတော့ဒီ quality တွေကိုဥပမာမီတုံနဲ့ငေါဒီမှာဒါမီတုံနဲ့ငေါကြီးရင်ဒီမှာဒါအုပ်ရဲ့အပေါင်းနဲ့အနုပ်ဘက်မှာလာတဲ့ ကာဗွန်ကာဗွန်ဂျိုးเนาะကာဗွန်ဂျိုးပဲဖြစ်ဖြစ်ဒိုင်အိုရဲ့ AC တင်ကေတာပြထားတဲ့နှစမှာဒီအေဇရာကွန်ရလာတဲ့နှစမှာပဲဖြစ်ဖြစ်เนาะအဲအဲဒါကတော့အေဇိုက်တာပေါ့เนาะအေဇရာကွန်မှာပဲဖြစ်ဖြစ်ပေါ့เนาะမီးခတ်တော့မယ်ဆိုရင်ဘက်ထရီနဲ့မီးခတ်မယ်ဆိုရင်စိုက်ကယ်ဘက်ထရီအိုးနဲ့ဆိုရင်တော့မနှစ်ပေလောက်တော့ခွာဘာလို့ခွာခိုင်းတဲ့ဝါယာကျိုးအရှိကိုပြောတာ နပ်ပေလောက်တော့ခွာဘာလို့ခွာခိုင်းတာလဲဆိုရင်တို့ကပထရီကအားမရှိဘူးပဲထားနော်အားလေးကနည်းနည်းလေးပဲရှိရယ်ဆိုလာရင်လည်းခေါ်လေရရနော်ပထရီကိုဒီအဲ့ဝိုင်ယာစလေးတွေကိုအမြင်လေးတွေခွဲနော်လုံလုံကြီးနဲ့တော့မခန့်နဲ့အမအမြင်တွေအများကြီးရှိရယ်အဲ့အမြင်လေးတွေကိုဖြန့်ကားပလိုက်အကုန်ဖြန့်ကားပလိုက်နော်အဲ့အမြင်လေးတွေအကုန်ဖြန့်ကားပြင်းရင်အဲ့အမြင်လေးတွေနဲ့ပဲခတ်မှာဘာလို့လဲဆိုတော့တမြင်ကြီးစီတော့ဒါပြတ်ကြသွားမှာအလုံးကြီးဆိုမပြတ်ကြနိုင်ဘူးဒါမီးအောင်နိုင်တယ်ပထရီထိနိုင်တယ်ဒါကြောင့်မို့လို့ကိုက အဲ့လိုအမြင်လေးနေပဲခါတာတမြင်နဲ့မြင်နေပဲခါတာတစ်ဖက်ကိုကတော့အလုံးလိုက်လုံးလိုက်ပြီးထိထားလို့ရတယ်နော်တစ်ဖက်ကကိုတော့ထိထားလဲကျန်တဲ့မိခတ်မဲ့ကိုတော့အမြင်လေးနေပဲခတ်အမြင်လေးတို့တို့ဖြာချလိုက်ဖြာပြင်းအဲ့အမြင်လေးနေပဲခတ်နော်ကိုကဒီမှာဒိုင်နမိုမိထွက်မထွက်ကိုအဲ့လိုမျိုးမိခတ်ခိုင်းနေဆိုရင်လည်းတစ်ဖက်ကိုထိထားထိထားပြင်းတစ်ဖက်ကိုလည်းအမြင်လေးနေပဲပေါ့နော်အမြင်လေးနေပဲတွက်ခတ်နော်ဟိုအလုံးလိုက်ကြီးတွက်မခံနဲ့နော် အကမ်းမတင်မိထောက်ဖြတ်နိုင်နေတာမို့အလုံးလိုက်ကြီးတော့ခတ်လိုက်တယ်တချို့တိုင်းတမိုးတွေအဲ့လိုမတော်ခတ်တဲ့ပြီးဒါလစ်ကုန်တာရှိတယ်နော်အရင်ဆုံးတိုင်ဥစားလစ်တာအဲ့တော့ဟုတ်ပြီ၊ကွိုင်ပြန်ပတ်ထားပြီနော်။ကွိုင်ပြန်ပတ်ထားတဲ့ကောင်တွေကိုမိခေါ်ရတော့မိခေါ်ရမှဆိုဒါဆက်လက်အားပေးလိုက်တော့ဒိုင်နမိုကိုလက်အားပေးထားလိုက်တော့ပုံမှန်တိုင်းပဲနှိုးထားလိုက်တော့ဆက်ကုန်လေနော်။ဆက်မရှိရင်ဆိုင်ကယ်နဲ့တဆန်းနော်။ဆိုင်ကယ်ရဲ့အမှနောက်မှချအနောက်မှချတဲ့ဆိုင်ကယ်ကိုနံပါတ်၄ဂီယာထိုးပုံမှန်ပုံမှန်အနေထားပေါ့နော်။လီဘာကိုတင်လားတင်ထားပြီးရင်ဒိုင်နမိုရဲ့ပူလီနဲ့ဆိုင်ကယ်ရဲ့ဘိန်းနဲ့ကိုတေးလိုက် အဲ့ဒါပြီးရင်မီးခေါ်ရမယ်အဲ့လိုလဲနေတဲ့အချိန်ကိုမီးခေါ်မယ်ဆိုရင်ဘလို့ခေါ်ရမလဲဆိုဒီမှာဝါယာစားနှစ်စကိုထွက်လာပြီအဲ့တော့မြင်မြင်လေးနေပဲခတ်မယ်ဘောနော်ဘာလို့မြင်မြင်လေးခတ်ရဒီမှာခတ်ရင်မီးကတဖြောင်းဖြောင်းလာမှာနော်အဲ့ဒါကြောင့်မို့မြင်မြင်လေးနေပဲခတ်ခိုင်းတာဒီမှာတော့လိုဘယ်သူမှအားနဲ့နေလို့တော့ခတ်ကြည့်တော့မီးအားမြင်မြင်လေးပဲထွက်နေတာဖြည်းဖြည်းဖြည်းနဲ့မထွက်တကြထွက်တကြဖြစ်နေတာဟိုမှာတော့ခတ်မီးအားအဲ့မီးအားမဟုတ်ဘူးဖြောင်းတဲ့ကိုတက်လာမှာနော်ဒါကြောင့်မို့လို့ဟိုဒိုင်နမိုလဲလဲမလဲလဲဘောနော်ဒိုင်နမိုရဲ့ခွိုင်အားကလည်းနေတာမဟုတ်ဘူး ် MPR တောင်းလာတဲ့အတွက်မီမီထွက်အားကြီးများလာတာပေါ့နော်အဲ့တော့အရင်ဆုံးသူကဘယ်ကိုခေါ်လဲဆိုဒီကာဗွန်ဂျိုးပေါ့နော်ပြောရရင်ဖီးတော့ကိုဖီးဆိုတာတန်လိုက်တုံးကြီးကိုပြောတာတန်လိုက်ဖြစ်သွားတာနော်အဲ့ကောင်ကတန်လိုက်ဖြစ်သွားတယ်ဆိုတော့သူ့ကိုဖီးလို့ခေါ်တာဒီအပေါင်းနဲ့အနှုတ်ကိုမီခတ်ပေးရတယ်နော်ဒါရုံမှာတစ်ခါလဲတတ်တာကျိုးရရတယ်ဒီမှာသူကနှက်ကောင်းလေးတော့ထွက်တယ်အဲ့နှက်ကောင်းနှက်ကောင်းကိုခတ်တာပထွေနဲ့ပေါ့နော်အပေါင်းနှုတ်ရွေးနေကြမလို့ကြိုက်တဲ့ဘက်နဲ့ခတ်နော်အဲ့တော့ခတ်ပြီး ခတ်ပြီးရင်တော့မိထွက်လာမယ်မထွက်လာသေးဘူးဆိုရင်ကျန်တဲ့ဟာတွေကိုလည်းခတ်ပြီးရမယ်เนาะမထွက်လာဘူးဆိုခတ်ပြီးရမယ်ဒီမီတုံးနဲ့အစားနစားကိုလည်းဘက်ထရီနဲ့ခတ်ပြီးရမယ်ဒါဆိုတော့မီရထွက်လာမထွက်လာသေးဘူးဆိုရင်လည်းဒီမှာအစ်ဇက်တာရဲ့ဒီဘက်ကိုပြန်ခတ်ပြီးရမယ်အစ်ဇက်တာကိုမီပေးလိုက်တဲ့ဘောပေါ့နော်အစ်ဇက်တာကိုအရင်ဘက်ထရီနဲ့မီခတ်လိုက်ပဲပြီးရင်အပေါင်းနဲ့အနုတ်ကိုမီခတ်လိုက်မယ်เนาะပြီးရင်ဒီငုံငုံငုံကိုမီခတ်မယ်တူအစားနဲ့တူပဲခတ်တယ်เนาะအမအစ်ဇက်တာကြီးမှဒီမှာမီတုံးနဲ့စီမှာတကောက်တဲ့အစ်ဇက်တာမှာလာခတ်မယ်နဲ့ဘာမှဖြစ်လာမှာမဟုတ်ဘူး အများစုကဒီကာဝင်အပေါင်းလုံးပြထားတဲ့ဘက်ကနေခတ်တယ်နော်ဒါကြောင့်မို့လို့အဲ့အချိန်မှာမှမီးအားပေးလိုက်တဲ့အချိန်မှာမှဘက်ထရီနဲ့မီးကျွေးလိုက်တဲ့အချိန်မှာမှဒိုင်နမိုတဲ့ကိုမီးအားအောင်းတဲ့ပြီးသူကဒီကနေမီးရီထွက်လာတယ်ပေါ့နော်ဒါ꽌အတိပတ်ထားတဲ့အနေထားပေါ့နော်꽌အတိပဲပတ်ပတ်ဟိုပြန်ဖြီလိုက်တာပဲဖြစ်ဖြစ်ပေါ့နော်ဘာလို့လဲဆိုတော့အထက်ထဲမှာဒိုင်နမိုထဲမှာမီးမရှိသေးဘူးဒါကြောင့်မို့လို့မီးခေါ်ပေးတယ်သူ့ကိုနော်အရင်ဦးဆုံးမီးခေါ်ပေးတယ်အဲ့တော့ဒီမှာလည်းတက်လက်စာတယ်ပြောမယ်